လုံးအလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြမှာတော့ Western Union နေပြီးတော့ KPO ကိုကျွန်တော်တို့ဘယ်လိုလွှဲရမလဲဆိုတာပဲဖြစ်ပါတယ် Western Union အကောင့်ရှိသူများပို့ Western Union အကောင့်ထဲသို့ဝင်ပြီးတော့ကျွန်တော်တို့ login ဝင်လိုက်ပါမယ် login ဝင်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာ left wing နဲ့လောက်ထားတဲ့အတွက်ကျွန်တော်ကတော့ left wing နဲ့ login ဝင်လိုက်ပါမယ် login ဝင်ရင်ဒီလိုမျိုးပေါ်လာမှာဖြစ်ပါတယ်အဲ့ဒီနေရာမှာကျွန်တော်တို့ send money to မှာကျွန်တော်တို့နိုင်ငံကိုရွေးရမှာဖြစ်ပါတယ်မြန်မာကိုရွေးလိုက်ပါမယ် ြီးလို့ရှိရင် check grade ဆိုတဲ့ဟာကိုကျွန်တော်တို့ဒီနေ့ဈေးနှုန်းပေါ့ check grade ကိုနှိပ်လိုက်ပါမယ်နှိပ်လိုက်လို့ရှိရင်သူကတော့ဒီလိုမျိုးပေါ်လာမှာဖြစ်ပါတယ်အဲ့ဒီနေရာမှာကျွန်တော်ကကြတော့ပမာငွေပမာငွေတစ်သိန်းကိုရိုက်ထည့်ကြည့်ပါမယ်ပမာငွေတစ်သိန်းကိုရိုက်ထည့်လို့လို့ရှိရင်သူကဒီမှာ980.89ဘတ်ဆိုပြီးတော့သူပြနေတာဖြစ်ပါတယ်အဲ့ဒီမှာ ဝန်ဆောင်ခါတော့76ဘတ်နဲ့35ပြန်ရှိပါတယ်ဒီနေရာမှာကျွန်တော် mobile wallet ကိုရွေးလိုက်ပါတယ် mobile wallet ဆိုတာတော့ကျွန်တော်တို့ KP နဲ့လွှဲမဲ့သဘောပဲဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ကတော့ဈေးနှုန်းဘယ်လောက်ဈေးနှုန်းရှိတယ်ဆိုတာကိုကြည့်ရုံပဲဖြစ်ပါတယ်986ဘတ်ပေးလို့ရှိရင်ပမာဝေတသိန်းရမဲ့သဘောဖြစ်ပါတယ်အဲ့နေရာမှာတကယ်လို့ကျွန်တော်ဘတ်တရာနဲ့ရိုက်ထည့်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့120 တတိယဟို12981ဈေးဖြစ်ပါတယ်ဆိုတဲ့အခါကျတော့ကျွန်တော်ဒီနေရာမှာပမာငွေ9000ကို KP တဲ့လွှဲမှာဖြစ်တဲ့အတွက်9000ကိုရိုက်ထည့်လိုက်မှာဖြစ်ပါတယ်ပြီးလို့ရှိရင် continue ကိုရွေးပါမယ်အဲ့ဒီမှာကျွန်တော်ဒီ time ဖက်ပေးရမယ့်ဘဏ်ကတော့ကျွန်တော်ကာစီကွန်ပိုင်ကိုရွေးလိုက်ပါမယ် ပြီးလို့ရှိရင်ဒီဘက်မှာ mobile wallet ကိုရွေးထားပြီးသားဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ continue ကိုဆက်နှိပ်ပါမယ် continue ကိုဆက်နှိပ်ပြီးလို့ရှိရင်ဒီလိုမျိုး protect yourself from fraud ဆိုတာလေးပေါ်လာပါမယ်အဲ့ဒီစာတွေကိုကျွန်တော်တို့ဖတ်ကြည့်ပြီးလို့ရှိရင် okay လို့နှိပ်ပါမယ် okay လေးနေပြီလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ contact တွေကိုအလောင်းပေးမလားဆိုတာပေါ်လာပါတယ်ဒီနေရာမှာကျွန်တော်လက်ခံမဲ့လူ KP လက်ခံမဲ့လူရဲ့နာမည်ကိုရေးထည့်ရမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာလူနာမည်၃လုံးပြတဲ့အတွက်ကျွန်တော်နာမည်၃လုံးစလုံးကိုရေးထည့်လိုက်မှာဖြစ်ပါတယ်ပြီးလို့ရှိရင် last name ဆိုတဲ့နေရာမှာတော့ဘယ်သူ့ကိုမဆိုကျွန်တော်တို့က no la no last name ဆိုတာကိုပမာနိုင်ငံသားဖြစ်တဲ့အတွက် last name ရှိတဲ့အတွက် no last name ဆိုတဲ့စကားလုံးကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ပြီးလို့ရှိရင် continue ဆက်နှိပ်ပါမယ်။ continue ဆက်နှိပ်ပြီးလို့ရှိရင်ဒီနေရာမှာ KBZ ပေးသလိုပေါ်နေမှာဖြစ်ပါတယ်။အဲ့ KBZ ပေးနေပေးမှာအောက်မှာကျွန်တော်တို့နိုင်ငံတော်အပေါင်း9ဖြစ်ပါတယ်။ကျွန်တော်တို့ KB နံပါတ်မှာ3ညောက်ဖြုတ်ပြီးလို့ရှိရင်နောက်မှာ9ကနေစတဲ့နံပါတ်တွေကိုကျွန်တော်တို့အကုန်လုံးရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ပြီးလို့ရှိရင် deposit or remittance ဆိုတဲ့နေရာမှာ ကျွန်တော်တို့ရွေးရမှာဖြစ်ပါတယ်အဲ့ဒီနေရာမှာကျွန်တော်ကတော့ family support live in expense ဆိုတာကိုရွေးလိုက်မှာဖြစ်ပါတယ်ပြီးရင် continue ဆက်နှိပ်ပါမယ် continue ဆက်နှိပ်လို့ရှိရင် purpose of transfer ဆိုတာပေါ်လာမှာဖြစ်ပါတယ်အဲ့ဒီမှာ family expense ပဲကျွန်တော်ထပ်ရွေးပါမယ် continue ဆက်နှိပ်ပါမယ် ကွန်တင်ယူဆက်နေလိုက်လို့ရှိရင်ဒီနေ့မှာကျွန်တော်ဗမာဝင်9000ကပေးတဲ့တက်ဖို့အတွက်ကို300နဲ့65ဘတ်ဆိုတာပေါ်နေတာဖြစ်ပါတယ်အဲ့ဒီနေရာမှာကျွန်တော်နောက်မယ်ပေါ်ပြီးတော့ဟိုဘက်မှာလက်ခံမဲ့ကပေးအကောင့်နံပါတ်လူနောက်မယ်ပေါ်နေမှာဖြစ်ပါတယ်ဒီနေရာမှာ၄ထောက်ွက်လေးရှိပါတယ်အဲ့ဒီနေရာလေးကိုအမှတ်ချက်ချပြီးတော့ submit ကိုနှိပ်ပါမယ် စမဲကိုနှိပ်ပြီးလို့ရှိရင်ခဏလေးစားလိုက်လို့ရှိရင် तू ကတော့ဘာကုတ်ကြလာပေးမှာဖြစ်ပါတယ် Western Union ပေးလာတဲ့ဘာကုတ်ကိုငွေချေရမဲ့ဘာကုတ်ကိုကျွန်တော်တော့ screenshot ရိုက်ပြီးတော့သိမ်းလိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ K K+ တဲ့ဝင်လိုက်ပါမယ် Thai K+ တဲ့ကိုရောက်ပြီးလို့ရှိရင် scan ဖတ်တဲ့ဟာလေးကိုသွားနှိပ်ပါမယ်ပြီးရင် gallery တဲ့ကိုရွေးပါမယ် gallery တဲ့ရလို့ရှိရင်ကျွန်တော် screenshot ရိုက်ထားတဲ့ ဘတ်ကော့ကိုကျွန်တော်ပြန်ရွေးပါမယ်ပြီးလို့ရှိရင် next ကိုနှိပ်ပါမယ်ခုဆိုလို့ရှိရင်ကျွန်တော် k+ ရဲ့နေပြီးတော့ကျွန်တော်ဒီမှာ400နဲ့တစ်ပတ်နဲ့50ပြားကိုကျွန်တော် next လုပ်ပြီးတော့ပတ်စံရှင်းပေးမှာဖြစ်ပါတယ် confirm ကိုထပ်ရွေးပါမယ် confirm နဲ့လဲလို့ရှိရင်ခုဆိုလို့ရှိရင်ကျွန်တော် password 6လုံးကိုနှိပ်ပါမယ်ကျွန်တော် k+ နဲ့နေပြီးတော့ပတ်စံ400နဲ့တစ်ပတ်ကိုကျွန်တော်ပေးလိုက်ပြီဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ကတော့ Western Union application နဲ့ထောင်းဝင်ပါမယ်။အဲ့ဒီ Western Union application မှာ payment complete ဆိုတာလေးပေါ်လာပြီးပါတယ်။အဲ့ဒီမှာကျွန်တော်တို့ return to merchant ဆိုတာကိုပြန်သွားနှိပ်လိုက်လို့ရှိရင်ဒီလိုမျိုးပေါ်လာမှာဖြစ်ပါတယ်။ MTCN ဆိုတဲ့ Money Control Number ဆိုတဲ့နံပါတ်နံပါတ်တွေပေါ်လာမှာဖြစ်ပါတယ်အဲ့ဒီနေရာမှာကျွန်တော်ပေးတဲ့သူနဲ့ယူမဲ့သူရဲ့နာမည်တွေကိုကျွန်တော်တို့ဒီမှာပေါ်နေမှာဖြစ်ပါတယ်ဒီမှာ Money Control Number လည်းပေါ်ပြီးတော့ကျွန်တော်တို့ပို့ပေးမဲ့လူရော လက်ခံတဲ့ကပေးလက်ခံတဲ့လူနံပါတ်ပါပေါ်နေပြီဖြစ်ပါတယ်ဒီချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကျွန်တော်ပို့လိုက်တဲ့ကပေးတဲ့ကိုခုဆိုလို့ရှိရင် ဗမာနိုင်ငံကကေပေးဖုန်းတဲကိုစာအေးရောက်ပြီလို့ရှိရင်ပက်ဆန်အောင်ဝင်သွားပြီပါတယ်။ကျွန်တော်ထိုင်းဖက်အထွက်တဲ့အချိန်နဲ့တပြိုင်တည်းမှာပဲဗမာဖက်အားကေပေးတဲကိုပက်ဆန်9 9တန်းအောင်ခုစုဝင်သွားပြီပါတယ်။ဆိုတော့ကျွန်တော်တို့ Western Union တွေတော့ငွေလွှဲလို့ရှိရင်ကျွန်တော်တို့ကေပေးတဲကိုလွှဲလဲလို့ရှိရင်မိနစ်ပိုင်လေးတည်းမှာပဲကျွန်တော်တို့ဗမာနိုင်ငံကကေပေးတဲကိုပက်ဆန်ရောက်သွားပြီဖြစ်ပါတယ်။ ကေပေးနဲ့ချိန်ထားတဲ့ဒီဘက်ဖုန်းတဲ့ကိုကျွန်တော်ဝင်ကြည့်ပါမယ်ခုဆိုရင်ကျွန်တော်ကေပေးတဲ့ကိုပက်ဆန်ကကျွန်တော်ထိုင်းရနေလွှဲလိုက်တဲ့ပက်ဆန်ရောက်သွားပြီဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ